မိခင်ဖြစ်သူကွယ်လွန်နာကိုဂယုမဆိုင်တယ်လို့ထင်ဟစေတဲ့လောရက်တွေကြောင့်တာဝန်မကျေခဲ့တဲ့သမီးအဖြစ်သတ်မှတ်ခံနေရတဲ့ရှိရီပွင့်ဖြူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Sky Celebrate ကနေပြီးတော့ခြေသေးပြန်လဲကြိုဆိုလိုက်ပါရရှင်ရှိရီပွင့်ဖြူကတော့လက်တလုံးမှာမတင်မတ်ထားပဲမိခင်ဖြစ်သူကိုပူပူနွေ့နွေ့ဆုံးရှုံးလိုက်ရတဲ့သမီးတစ်ယောက်ဖြစ်ပါရင်မိခင်ဖြစ်သူဒေါခင်သန်းဝင်းကမက်လာ24ရက်နေ့မနက်ပိုင်းမှာကွယ်လွန်သွားခဲ့တာဖြစ်ပါရင်ဒေါခင်သန်းဝင်းကစပိုးတရုတ်ဆောင်အဖြစ်အနုပညာလော ောကမှာအကြာကြီးရပ်တည်ခဲ့ပြီးတော့မှအခုနောက်ပိုင်းမှာမှအသက်ကြီးလို့နားနေခဲ့တာပါတစ်ဖက်မှာလည်းရီပွင့်ဖြူကအချမ်းသာဆုံးတတိစင်းဝင် စိန်ဖြူနဲ့လက်ထပ်လိုက်တာမို့မိခင်ဖြစ်သူကိုရှိန်ပြီးတော့အနုပညာအလုတ်မခေါ်ကြတော့တာဖြစ်ပါတယ်မိခင်ဖြစ်သူဒေါခင်တန်းဝင်းကတိုက်ခန်းထဲမှာတယောက်တည်းနေနေတော့သွေးချိုးယောဂနဲ့ကွယ်လွန်သွားခဲ့တာပါသွေးရဆောင်တိုးပြီးတော့ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်မိခင်ဖြစ်သူကွယ်လွန်တဲ့အချိန်မှာရီပွင့်ဖြူကတာဝန်မကြီးတဲ့သမီးအဖြစ်ကိုဆွဆွဲခံနေရတာပါ ါဒေါခင်သန်းဝင်းကတိုက်ခန်းထဲမှာ၃ရက်လောက်ကွယ်လွန်နေတာကြာပြီဆိုပြီးတော့လည်းတရင်ကထွက်ခဲ့သေးတာဖြစ်ပါတယ်တိုက်ခန်းထဲမှာ၃ရက်လောက်ကြာပြီးတော့ကွယ်လွန်နေတာကိုမသိလိုက်ပဲအနန်းထွက်မှသိရဆိုပြီးတော့တရင်ထွက်လာတာမို့ရီပွင့်ဖြူကမိခင်တစ်ယောက်လုံးကိုပြစ်ထားတာလားဆိုပြီးတော့ပြောစရာဖြစ်လာတာပါတတိသားကိုယူပြီးတော့ချမ်းသာတဲ့သမီးတစ်ယောက်ကမိခင်ကိုပြစ်ထားတာလားဆိုတာချမ်းမစရာဖြစ်လာတာပါတကယ်တော့အဲ့ဒီတရင်ကတရင်မှဖြစ်ပြီးတော့မိခင်ဖြစ်သူကမက်ရှလ24ရက်နေ့မနက်မှာမှကွယ်လွန်သွားတာဖြစ်ပါတယ် ရေပွင့်ဖြူနဲ့မိခင်ဖြစ်သူတို့ကအတူမနေတာကတော့အမှန်ဖြစ်ပါတယ်ရေပွင့်ဖြူကလည်းအိမ်တော်နဲ့ဖြစ်တာမို့ခွဲနေကြတာပါဒါအပြင်ကွယ်လွန်တဲ့ရက်မှာပဲရေပွင့်ဖြူနဲ့အစိမ်ဖြိုးရဲ့ page ကနေသူတို့တင်ထားတဲ့အကြောင်းအရာတစ်ပုဒ်ကိုတင်လာခဲ့တာပါရေပွင့်ဖြူတို့က blog ရရင်နဲ့အကြောင်းအရာလေးတွေပါလက်ခံရိုက်ကူးနေတာဖြစ်ပါတယ်ကွယ်လွန်တဲ့နေရာမှာတောင်းအကြောင်းအရာဗီဒီယိုတင်လာခဲ့တဲ့အတွက်စီးပွားရေးတောင်းကျမ်းနယ်လို့ဝေဖန်လာခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီဗီဒီယိုက Facebook ကနေအချိန်ဇာတ်နဲ့တင်ထားတာဖြစ်ပါ ါတယ်။ဒါကြောင့်မို့သူတို့သတ်မှတ်ထားတဲ့ရက်နဲ့အချိန်မှာအလုအလျောက်တင်ပေးလာတာပါ။ရီဝင်းဖြူတို့ကလည်းအလုရှင်တွေကိုလေးစားတဲ့အနေနဲ့အလုကိုအလုံးနဲ့တူအောင်လုပ်နေကြရတာပါ။ဒါပေမဲ့လည်းပရိသတ်တရားတော့တစ်ချက်ပြီးတစ်ချက်အထင်လွဲစရာတွေဖြစ်နေတဲ့ရီဝင်းဖြူကိုတာဝန်မကြီးတဲ့သမီးဆိုပြီးတော့ဝေဖန်သတ်မှတ်နေကြတာဖြစ်ပါတယ်။ ရေဝင့်ဖြူကလက်ရှိမှာအိမ်တော်ကြီးတဖန်နဲ့မို့စီးပွားရေးကိုလည်းစ조사နေရတာဖြစ်ပါတယ်။ဒီမနေနဲ့လည်းမိခင်ဖြစ်သူကိုမလုံချွေးလိုက်ရတဲ့အတွက်ဝန်နဲ့နေမှာအသေးကြပါပဲ။ရေဝင့်ဖြူရဲ့ဒီမလေးဖြစ်တဲ့ဆုလက်ရတနာဆိုလည်းမြေတယောက်နေနဲ့တာဝန်မကြီးတဲ့အတွက်ဝန်နဲ့ခြေကွဲနေရတာပါ။မကွယ်လွန်ခင်ညမှာအဖွားဖြစ်သူကဆုလက်ရတနာကိုဖုံးဆက်လာခဲ့ပါတယ်။ဒါပေမဲ့ဆုလက်ရတနာကဂိမ်းစောနေတာကြောင့်အဖွားကိုကောင်းကောင်းပြန်မပြောခဲ့ပါဘူး။အဖွားကတော့ဆုလက်ရတနာကိုမနှက်ပြန်လာဖို့ပြောနေခဲ့တာ ဖြစ်ပြီးချက်သားရင်ချက်ကျွေးမယ်လို့ပြောထားခဲ့ပါတယ်။နောက်နေ့မှာတော့ဒေါခင်သန်းဝင်းရကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။မြေဖြစ်တဲ့ဆုလက်ရဏာက အဖွားရဲ့စကားကိုကောင်းကောင်းနားမထောင်ခဲ့ဘူးအဖွားနဲ့စကားကောင်းကောင်းမပြောခဲ့ရအောင်ဆိုပြီးတော့နောင်တရနေတာပါရေပွင့်ဖြူနေတဲ့ကလည်းအတူတူမနေခဲ့ရတဲ့အပေါ်နောက်ဆုံးအချိန်မှာဘေးမှာမရှိနေခဲ့ရတဲ့အပေါ်နောင်တရနိုင်နေပါတယ်မြန်ဆန်လုံးနဲ့ဒေါခင်တန်ဝင်းရဲ့အဖြစ်ကိုကြည့်ပြီးတော့တန်ဝေကရစီရလဲကောင်းလို့နေပါတယ်အခုနောက်ပိုင်းမှာတော့မနက်ဖြန်ဆိုတာမသေးကြတာမို့ဘေးမှာရှိနေတော့မိသားစုနဲ့ချစ်ခင်ရတဲ့သူတွေကိုချစ်ချင်းမြတ်တာတွေပြသပြီးတော့တံပိုးထားဖို့လိုအပ်နေတယ်ဆိုတဲ့အကြောင်းအရာတွေကိုအားလုံးကဦး မမယာတွေနဲ့သက်တည်ပြနေကြတာကြီးလည်းဖြစ်ပါတယ်။ဘဝင်းကျမှာဖြစ်ပျက်နေတာတွေကိုကြည့်ပြီးတော့လူအများကလည်းတန်ဝေကရနေကြတာဖြစ်ပါတယ်။ပရိသတ်တို့လည်းဘေးမှာရှိတုံးတန်ဖိုးထားကြဖို့သတိပေးလိုက်ရင်းနဲ့ဒီနေ့ဗီဒီယိုလေးတင်ဆက်ပေးလိုက်ပါတယ်။ရေဝင်းဖြူလည်းသူမမေနဲ့ပတ်သက်ပြီးတော့ မိခင်တယောက်လုံးဆုံးရှုံးရတာဖြစ်တဲ့အတွက်လက်တလုံးမှာဝန်ထဲမှုဆွေးမှုတွေအများကြီးရှိနေမှာပါကိုယ့်ရဲ့အထင်နဲ့ဝေဖန်မှုတွေမပြုတ်လို့ပဲအားလုံးပဲတံဝေကတရားတွေနဲ့ဆင်ခြင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဆုံးတီတရှိပေးလို့အားလုံးလည်းကျေးဇူးတင်ပါတယ်ရှင်